အရန်ကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့အခွင့်အလမ်းပေးခဲ့တဲ့သူ ရှိမှသာစီးပွားရေးရဲ့အကြောင်းအရာကိုကျမတို့တွေကတီးခွင့်ရမှာဟုတ်လားရှင်။ဟုတ်ပါတယ်။ဟုတ်ပါတယ်။အရန်ကမှစိတ်ရှိပါတယ်။နော်ဒါ apply တယောက်အနေနဲ့အာမသိတဲ့အပိုင်းတွေကစာအ ယ်ရှင်ပြီးเนาะကျမတို့ရဲ့မြန်မာပြည်သားတွေသူများနိုင်ငံမှာအလောက်လာလောက်ကြတဲ့အလောက်သမားတွေကိုဒီလိုမျိုးကိုယ့်ရဲ့ဘဝတိုးတက်ရှင်တဲ့လူတွေအခွင့်အရေးတွေရှိလာအောင်သင်เนาะစီးပွားရေးရဲ့အကြောင်းအရာတွေအခွင့်အလန်းတွေကိုပေးခဲ့တဲ့ကုမ္ပဏီကိုတည်ထောင်ပေးခဲ့တဲ့ပိုင်ရှင်နှုတ်ဦးကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်သူတို့တွေကိုယ်တိုင်ကစားနော် နိုင်ငံတွေလူမျိုးတွေမခွဲခြားဘဲနဲ့တကယ်ကိုအောင်မြင်ခြင်းတဲ့သူတိုင်းအတွက်အခွင့်အရေးတွေပေးခဲ့တာဖြစ်ပါတယ်ရှင် ဟာကျမဆိုလို့ရှိရင်เนาะဒါမြန်မာပြည်ဆိုလို့ရှိရင်နေပြည်တော်လေဝေဘကဖြစ်တယ်ရှင်ကျမတို့ရဲ့နေမြေဒေသဟာဆိုလို့ရှိရင်ဒါစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကြောင်ပြုကြတဲ့သူတွေဖြစ်တယ်အများစုကိုယ့်ရဲ့အမေအဖေအဖိုးအဖွားကစလက်ဆင့်ကန်ခဲ့တဲ့အလုပ်ဒီစိုက်ပျိုးရေးအလုပ်ပဲဖြစ်တယ်เนาะလူငယ်အများစုမှာကိုကိုတိုင်ကကိုယ့်ရဲ့အမေအဖေအဖိုးအဖွားတွေကဘလို့ပဲเนาะဒါအလောက်ကိုင်းအမျိုးအစားတွေကိုလက်ဆင့်ကန်းပါစေကိုယ့်ရဲ့ဘဝဖြစ်ရှင်တဲ့ပုံစံတွေဆိုတာရှိကြလားရှင်ရှိတယ်ကျမမှဆိုလို့ရှိရင်လည်းရှိတယ် ်ဘာကြောင့်လဲဆိုတော့စိုက်ပျိုးရေးအလုပ်တွေကိုလုပ်တယ်နော်မိသားစုနဲ့အတူတူစူးစမ်းတယ်ဒါပေမဲ့တီးနှံတွေပြန်လဲရောင်းရှားတဲ့အချိန်ကြာရင်ကိုယ်ပေမန်းထားသလောက်ပြန်ပြီးတော့ရားတယ်ဆိုတာမရှိဘူးဟုတ်လားရှင်အဲ့ဒီအတွက်ကျွန်မဆိုလို့ရှင် ကိုကိုတိုင်ကအသေးစားပေါအများကြီးပြင်ပင်ပန်းပန်းစူးစမ်းပြီးမယ်ကိုပြန်ရတဲ့အရာတွေနော်ဒါအများကြီးပြန်လဲရရှိတဲ့အပိုင်းတွေကိုလူငယ်တယောက်အနေနဲ့မကျေနပ်ဘူးရှင်ဒါကြောင့်ကိုကိုတိုင်ကအသက်ကြီးရင်ရော ပေမန်းစွာဒီလိုမျိုးပဲအနော်ဒါအလုပ်တွေကိုဆက်ပြီးတော့လုံနေရမှာလားတွေးခဲ့တယ်ရှင်ကိုရဲ့ဘဝပုံစံအားဆိုလို့ရှိရင်ဒီလိုမျိုးလိုချင်တာမဟုတ်ဘူးကျွန်မနဲ့နော်ဒါအတွေးတူတဲ့သူတွေပါလားရှင်ပါပါတယ်ဒါကြောင့်ကျွန်မကိုယ်တိုင်ဆိုလို့ရှိရင်လည်းနော်ပေမန်းမအောင်မကြောက်ဘူးဘာလို့ပြင်မဲမှမကြောက်လဲဆိုလို့ရှင်ကိုလုံတဲ့အလုပ်တွေကကြမ်းတမ်းပြင်မဲကျမတို့ရဲ့အနာခက်တွေဟာအကောင်ဆုံးပုံဖော်ကျင်ကြတယ်ဟုတ်လားရှင်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်မို့လို့เนาะကိုကိုတိုင်ကဆင်းရဲမှာကိုတော့အယံကြောက်တယ်ဘာလို့လဲ အဲ့ဒီကိုရဲ့အမေအဖေကိုရင်းနဲ့အတူတူလှုပ်တယ်ဦးလေးတွေဆွေမျိုးသားချင်းနေကြီးကိုမောင်နှမတွေအားစားအသက်ကြီးပေမဲ့မနာရဘူးဟုတ်လားရှင်တကယ်လို့ကိုကိုတိုင်းသာဒီလုပ်ငန်းမှာပဲဆက်လက်ပြီးတော့ရက်တည်နေမယ်ဒီလိုမျိုးပဲအလုပ်တွေကိုကိုကလက်ဆင့်ကမ်းပြီးတော့တာဝန်ယူပြီးတော့ကိုလက်လုံးနေမယ်ဆိုရင်စိုက်ပျိုးရေးလှုပ်ဆိုဒါအယံဝဒနာပါတယ်ပါလားရှင်ပါတယ်ဒါပေမဲ့ကိုကိုတိုင်းကကျတော့ဒီအလုံး ဲ့တခုတည်းနဲ့ပဲယက်တည်မယ်ဆိုလို့ရှင်ကိုရစ်ဘဝမရှမ်းတာဘူးဆိုတော့ကိုသဘောပေါက်နားလည်ခဲ့တာဖြစ်တဲ့ရှင်အဲ့ဒီလိုမျိုးမိသားစုနဲ့အတူတူเนาะဒါစိုက်ပျိုးရေးအလုပ်တွေကိုเนาะစ조사နေပေမဲ့ ကျမတို့ရဲ့ဒါအဖေဆိုလို့ရှိရင်လည်းအာအသက်ကြီးလဲကြီးနေပြီပြီးရင်လည်းဒါစိုက်ပျိုးရေးအလုပ်တွေကိုပင်ပင်ပန်းပန်းမိသားစုတွေအလုံးလုံးရတာဖြစ်တဲ့အတွက်ဂျမ်းမရေးတွေကစားဆပြီးတော့မှရှို့ရင်းလာခဲ့တာဖြစ်တယ်ရှင်အဲ့ဒီချိန်မှာဆိုလို့ရှိရင်เนาะဒါဂျမဆိုလို့ရှိရင်နိုင်ငံသားထွက်ဖို့ပေါ့เนาะနိုင်ငံသားထွက်ဖို့စတင်ပြီးတော့ဆုံးဖြတ်ချက်တွေရှာတယ်ဘာလို့လဲဆိုတော့တေချာပေါ့ကိုရဲ့အိမ်မှာပေါ့နော်ဝင်ငွေထွက်ထန်းငွေအရန်များလို့ရှင်လက်ပတ်လို့မရဘူးအကျွေးပတ်ဖို့ပဲရှိတယ်ဟုတ်လားရှင် ဟုတ်ပါတယ်ဒါကျမရဲ့မိသားစုမှာဆိုလို့ရှိရင်လေကိုယ်တိုင်ကပေါ့နော်ဒါအမေအဖေတွေနဲ့တခါမှမခွဲဘူးဒါပေမဲ့ဟိုကိုလိုချင်တဲ့ဘဝပုံစံကိုရရှိခြင်းတဲ့အခါမှာဆိုလို့ရှိရင်အများကြီးဟိုအတွေးကားစပေါ့နော်စွန့်စားရတယ်ဘာလို့လဲဆိုတော့အဖေဆိုလို့ရှိရင်လေကျမရေမကောင်းဘူးဒါပေမဲ့သားသမီးတယောက်နိုင်ငံเจ้าကိုထွက်ပြီးတော့အလုတ်သွားလုံးရမယ်ဆိုခွဲနိုင်လားရှင် မခွဲနိုင်ဘူးတေချာပေါ့ ကိုလည်းတခါမှမိသားစုနဲ့မခွဲဘူးတဲ့အခါမှာဆိုနိုင်ငံသားအရောက်တဲ့အခါမှာဆိုဝမ်းနေလားပျော်လားရှင်ဝမ်းနေတယ်အယံဝမ်းနေတယ်မိသားစုနဲ့ဖုံပြောတဲ့အခါမှာစိတ်ယုံမှာအလုံးလုံးနေဖုံပြောတဲ့အခါဆိုတမီးအဆင်ပြေလားဆိုအယံအဆင်ပြေတယ်မိဘနဲ့ဖုံပြောနေတဲ့ချိန်ကျမအယံအဆင်ပြေတယ်ဒါပေမဲ့နော်ဒါအဆောင်ပြန်ရောက်လာလို့အလောက်ကနေ OD တွေစင်ပင်ပင်မမနဲ့ပြန်လာလို့ကိုရဲမိသားစုနဲ့ဖုံပြောတဲ့အခါအဆင်ပြေလားဆိုအိုးအဆင်ပြေနေရောပဲဟုတ်လားရှင် ဒါပေမဲ့ဖုံးပြောပြီးရင်ကျမတို့အဆင်ပြေလားမပြေဘူးရှင်ကျမဆိုထိုင်ရောက်ကြတဲ့ကအမြဲတမ်းထိုင်ရောက်ခါစားဆိုအယံငိုတယ်ဘာလို့လဲကိုအဆင်မပြေတဲ့အခက်အခဲလုပ်ငန်းပြဿနာတွေအများကြီးရှိတဲ့ရှင်ကိုမလုပ်ဘူးတဲ့အလုပ်တွေကိုလုပ်ရတဲ့အခါပို့ပြီးတော့အခက်အခဲတွေအများကြီးကြုံတာပဲဖြစ်တဲ့ရှင်နောက်ထပ်ဆိုလို့ရှိရင်နော်ကိုကိုတိုင်ကအဲ့ဒီစက်ယုံ နော်ဒါနေစားလာကစားအလုတ်ကို လုံးနေရင်နဲ့နော်ထိုင်ရောက်တာမှတလပိုင်းရောက်တယ်ခုနှစ်လပိုင်းလောက်မှဆိုလို့ရှိရင် ကျမရဲ့အဖေဆိုမြန်မာပြည်မှာနေပြီးတော့မှအာကျမရေးမကောင်းတဲ့အပြင်ပေါ့နော်ဒါလူလောကနေထွက်ခွာသွားတယ်ဆုံးမသွားခဲ့တယ်ရှင်ကျမဆိုအယမ်းခံစားရတယ်ဘာလို့လဲကိုကြီးမှန်းထားတာကနိုင်ငံသားကိုထွက်မယ်ကိုဟာအလုံးလုံးမယ်ပတ်စံစုပြီးအိမ်ကိုပို့မယ်ဒါဆိုကိုလိုချင်တဲ့ဘဝပုံစံပုံဖော်လို့ရတယ်ကိုရဲ့မိသားစုဟာလဲကျမပြီးတော့ပျော်ရွှင်လာမယ်ဒါဟာကိုရရဲ့စိတ်ကူးပဲဟုတ်လားရှင် ကျွန်မလည်းအဲ့ဒီလိုမျိုးစိတ်ကူးပုံဖော်ထားခဲ့တယ်။ဒါပေမဲ့ကိုစိတ်ကူးထားတဲ့အတိုင်းလောကကြီးမှာမဖြစ်လာဘူးရှင်။ကိုဖြစ်ရှင်တဲ့ပုံစံလောကကြီးမှာဖြစ်လို့ရလားရှင်။မရပါဘူး။မရပါဘူး။လုံးဝမရဘူး။ကျွန်မဆိုလို့ရှင်အယံခံစားရတယ်။အခုပြီးခဲ့တဲ့ကာလကနော်ဒါငလင်လုံးလို့မိသားစုတွေခွဲခွာရတယ်။ပို့စ်တွေတက်လာတဲ့အခါမှာဆို ခံစားနိုင်လားရှင်။ ဘလို့မှခံစားလို့မနိုင်ဘူးဘာလို့လဲဆိုတော့တေချပေါ့ကျမကိုယ်တိုင်ကကိုယ့်ရဲ့မိသားစုကကိုယ့်ရဲ့အရှိမခွဲခွာသွားတယ်အယံဝေးခွာတယ်ခံစားချက်ကိုနားလေသဘောပေါက်တယ်ခံစားဘူးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီခံစားချက်တွေကိုနားလေတယ်ရှင် post တွေတွေ့တဲ့အခါမှာဆိုမျက်ရည်တွေဆိုလို့ရှင်လည်းအယံနေမှာကြားတယ်ကျမတို့မြန်မာပြည်သားတွေဟာနိုင်ငံခြားမှာထွက်ပြီးတော့ပင်မနဲ့အလုပ်တွေကိုအများဆုံးလုပ်ကြတယ်ဟုတ်လားရှင်ဟုတ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မိသားစုအဆင်ပြေဖို့ဆိုပြီးတော့အများကြီးစွန့်စားရတယ်ဟုတ်လားရှင် ဒါပေမဲ့နှစ်တွေဘလောက်ပဲပြောင်းပြောင်းအလုံးတွေဘလောက်ပဲပြောင်းပြောင်းဒါဆိုလို့ရှိရင်စက်ရုံအလုံးလုတ်ပြီးတော့နောက်ထပ်အိမ်ပေါ်အလုံးထပ်ပြီးတော့မှပြောင်းနေရှင်းစက်ရုံအလုံးမှာနားချိန်စားချိန်ဆိုတာသူ့အချိန်နဲ့သူတီတီကြကြဒါပေမဲ့အိမ်ပေါ်အလုံးလုတ်တဲ့အခါမှာဆိုရင်စားချိန်လည်းမတီးတော့ဘူးနားချိန်ဆိုတာလည်းမတီးတော့ဘူးနိုင်ရဲဆိုတာလည်းမရှိတော့ဘူးအလုံးလုတ်ဘူးတဲ့သူတွေပါလားရှင်းပါပါတယ်နိုင်ငံသားကနေကြည်နေတယ်။အော် project ကမိတ်ဆွေတွေဆိုလို့ရှိရင်လေနော်ဒါ တခြားသောနိုင်ငံမှာရောက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းအိမ်အကူအလုပ်ကိုလုံချတဲ့သူတွေအများစုလည်းရှိကြတယ်ရှင်။ကျွန်မကိုယ်တိုင်လည်းထိုင်းနိုင်ငံမှာအဲ့ဒီအိမ်အကူအလုပ်ကိုလုံရတဲ့အခါမှာဆိုအချိန်တွေကမအားတော့ဘူး။တာနေမှာကိုယ့်ရဲ့လူရောစိတ်ရောပင်မနဲ့ဘာကြောင့်လဲ။အဲ့ဒီကိုယ်လုံနေတဲ့အလုပ်ငန်းအတွင်းထဲမှာ CCTV တွေအများကြီးပဲကိုယ်ကိုယ်တိုင်ကတရက်လုံးကို အများကြီးဘလောက်ပဲပင်ပန်းစွာနဲ့အလုံးလုံးလုံး ငါမနစ်လောက်လေးထိုင်နာလိုက်တဲ့အစင်ကိုမြင်ရင်ကိုယ့်ရဲ့တရေနဲ့ကိုယ်နဲ့အစင်ပြေလားရှင်မပြေဘူးလုံးဝမပြေဘူးတေချာပေါက်ပဲအဲ့ဒီခါမှဆိုလို့ရှင်ကျမအနေနဲ့အဲ့ဒီရဲ့လုပ်ငန်းခွင်တွေမှာမပြောရှင်ဘူးအစင်မပြေဘူးပြီးရတဲ့ပတ်စံနဲ့ကိုပြင်မရတဲ့အရာတွေကလည်းမတန်ဘူးရှင်ဘာလို့လဲတလလုံး31ရက်ရှိလေမနာပဲအလုံးလုံးရပေမဲ့အိမ်ပေါ်အလုံးမှဆိုလို့ရှင်တော့တပေါင်းပတ်ပဲရတယ်ရှင်အဲ့ဒီလိုမျိုးမှာအားတဲ့ဂျားတဲ့ကနေမှကျမ နော်ဒါနောက်ထပ်အခွင့်အလမ်းတွေကိုရှာပွေတယ်ကျမရဲ့ upline နော်ဒါ Facebook online messenger ကနေစီးပွားရေးရဲ့လုပ်ငန်းအကြောင်းကိုမိတ်ဆက်စာလေးပို့ပေးခဲ့တာဖြစ်တဲ့ရှင်အရန်နေမှာကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကိုကနောက်ထပ်ကိုလုံးနေတဲ့လုပ်ငန်းအပြင်တခြားသော အလုပ်တွေဟာဘယ်လိုမျိုးရှိလဲဆိုတာကိုစိတ်ဝင်စားတဲ့လူငယ်တယောက်ဖြစ်တယ်ပါလာရှင်အများကြီးရှိတယ်ရှင် ကျမတို့တွေအဲ့ဒီလိုမျိုးသူတွေကိုတွေးအောင်ရှာဖွေပြီးတော့ဒီလိုမျိုးကောင်းတဲ့အခွင့်အရေးကိုပေးဖို့တတိရှိဖို့လိုတယ်ရှင်ကျမ apply ကအဲ့ဒီလိုတတိရှိရှိနဲ့လာပြီးတော့ပို့ပေးပြောပြပေးခဲ့လို့ကျမကိုယ်တိုင်က online တင်တဲ့နေ့စနစ်မှာဝင်ရောက်ပြီးတော့သင်ယူခဲ့တယ် Facebook online social media ကနေလူတယောက်ရဲ့အကြောင်းမသိပဲတခြားသောသူတွေရဲ့အကြောင်းမသိပဲဝင်ပြီးတော့အဲ့ဒီ네ပယ်ထဲမှာလေးလာရတာယုံနေစိတ်အပြေဝရှိလားတေချာပါမရှိဘူးကျမလည်းမယုံဘူးနော် မယုံဘူးကျမလေးညာလောက်ထိတည်တည်ရှာရှာနားထောင်တဲ့အခါမှာဆိုလို့ရှိရင်သဘောကြကြိုက်နေတတ်တယ်ဘာလို့လဲထိုင်းနိုင်ငံမှာအလုံးလုံးကြပေမဲ့နိုင်ငံသားမှနေစားအလုပ်တွေလုံးကြပေမဲ့ကျမတို့ကအချိန်တန်ကိုနိုင်ငံကိုပြန်มาပဲဟုတ်လားရှင်ဒါမှမဟုတ်ကိုကလူငယ်ဖြစ်တဲ့အသက်ငယ်သေးရတခြားသောနိုင်ငံတွေရောထက်ရွှေ့ပြီးတော့ရွှေ့ပြောင်းလို့တမဖြစ်နေသွားပြီးတော့မစိုးစားနိုင်ဘူးလား သွားရင်လည်းသွားမှာပဲဟုတ်လားရှင်။ဒါပေမဲ့ဒီစီးပွားရေးဟာကိုကဘယ်နိုင်ငံကိုပဲရောက်သွားပါစေကိုစ조사ထားတဲ့ဝင်ငွေတွေကလုပ်ငန်းကတည်သွားလို့ရတယ်။ဟုတ်လားရှင်။ဒါကြောင့်ကျွန်မလေးညာနဲ့စီးပွားရေးနိစနစ်စစ်ရန်ကိုတဘောကြားဆိုင်နေတယ်လို့ငါဘယ်နိုင်ငံပဲရောက်သွားရောက်သွားတကယ်လို့မြန်မာပြည်ပြန်သွားလို့တလားကို3လေးတိမ်ပဲရအောင်အဆင်ပြေပြီဆိုတော့စိတ်နဲ့စပြီးတော့အသင်းဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်ရှင် နေစာလုံးနဲ့တွဲပြီးတော့ကိုကိုတိုင်းကဆုံးဖြတ်ချက်ရှာရတဲ့အပိုင်းမှာဆိုလို့ရှိရင်မယုံကြည်မှုများတဲ့သူဖြစ်တဲ့အတွက် upline ကိုမေးတယ်။အာ DSC ဘွားရေးမှာ तू ကတကယ်စ조사လောက်ကင်နေတဲ့သူရောဟုတ်ရဲ့လား။ဘာလို့လဲ။ကိုငွေလွှဲပြီးသွားရင်လိန်မှာကြောက်တယ်လေ။ဟုတ်လားရှင်။ဟုတ်တယ်အဲ့ဒီကမှာဆိုလို့ရှင်ကိုကိုတိုင်ရဒီစီးပွားရေးမှာမမှန်ကန်ကန်နော်ပက်စပို့တွေအသက်၁၈ပြည့်ပြီးမှတရားဝင်အချက်လက်နဲ့အသင်းဝင်ရတာဟုတ်လားရှင် ကျမလည်းအဲ့ဒီရဲ့ရှက်လက်ပေးဖို့ရတယ်လို့အသင်းဝင်နဲ့ငွေလွှဲရတယ်လို့ကျမရဲ့ apply စီကလည်းအဲ့ဒီရှက်လက်ကျမအကုန်ပြန်တောင်းနေရှင်ဘာလို့လဲလိန်ကြီးနော်ကို့ညာသွားမှကြောက်လို့တိတိရှာရှာစတင်တဲ့အချိန်မှာစစ်ဆေးပြီးတော့မှနော်ဝင်ရောက်ပြီးတော့လောက်ကင်ခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှင်လည်းအခက်ခဲတွေအများကြီးရှိပါတယ်နိုင်ငံသားမှအလုံးလုံးလို့တလောက်ကိုတထောင်တထောင်ပုံမှန်ရနေပေမဲ့နော်ကို့ရဲ့အိမ်ကိုလာစင်လာစင်တိုင်းပတ်စံလွဲတယ်ပြီးလို့ရှင်လည်းကို့ရဲ့အနောက်မှာမိသားစုတွေက သူတို့ဝယ်တာရယ်သုံးတာရယ်ဆိုလို့ရှင်ကိုမလွဲတဲ့လတွေဆိုရင်အဆင်မပြေနိုင်တာတွေရယ်ဆိုလို့ရှင်တေချာပေါင်းနောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ရဖို့အတွက်ကကျမတို့မှာဆုံးဖြတ်ရတဲ့စိန်ခေါ်မှုတွေမရှိဘူးလားရှင်ရှိတယ်အဲ့ဒီအခါမှာဆိုလို့ရှင်လေကိုယ်တိုင်ကပေါ့နော်ဒါအများကြီးကိုယ့်ရဲ့နော်ဒါအနီးနားမှာရှိတဲ့ဒါကျမရဲ့အမကို တိုင်ပင်ဆွေးနွေးတယ်တိုင်ပင်ဘူးလားရှင်ကိုလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာတိုင်ပင်နေဒါကျမရဲ့အမဆိုလို့ရှင် သူကိုယ်တိုင်ကဒီရဲ့စီးပွားရေးလှုပ်ဖို့အတွက်ပစ္စည်း product ကိုသုံးမှုတဲ့အခါမှာဆိုနော်ဒါအားပေးခဲ့တယ်နော်တားတဲ့သူတွေအများကြီးရှိတယ်ဆိုပေမဲ့လည်းနော်အားပေးခဲ့တဲ့သူတွေရှိတဲ့အခါမှာဆိုရင်ကိုကိုယ်တိုင်ကပို့ပြီးတော့မှလောက်ကင်ဖို့အတွက်ရခိုင်နှုန်းပြေတတိတွေရှိလာခဲ့တာဖြစ်ပါတယ်ရှင်နောက်ပြီးတော့အရှိန်တွေမှာအားပေးမဲ့သင်တန်းနီးစနစ်တွေမှာဝင်ပြီးတော့မှကျိုးစားလောက်ကင်တဲ့အခါမှာဆိုနေစားဘဝနဲ့ပဲဒါပထမအဆုံးဘရောင်းရာတူကိုယူခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒီမှာ ကိုကအရှိန်တွေကိုအများကြီးစီမံရတယ်။ဘာလို့လဲဆိုတော့မနေ့ဆိုလို့ရှိရင်လည်းအစောကြီးထားရတယ်။အာညပတ်ဆိုလို့ရှိရင်လည်းအရှိန်အရန်နောက်ကြမှာကိုကနော်ဒါထမင်းစားတွေအိယာဝင်နေဆိုလို့ရှိရင်ကို့မှာအရှိန်အရန်နေသွားတယ်။ဖုံးကင်နဲ့အရှိန်ဆိုလို့ရှိရင်လည်းအများကြီးမရှိတာဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုးအရှိန်တွေအဆင်မပြေတဲ့ကြားတဲ့ကဝင်ငွေရဒူးရအောင်ယူနိုင်ဖို့ဆိုတာလွယ်လာရှင်းလွယ်တော့မလွယ်ပါဘူးဒါပေမဲ့ အပလိုင်းတွေ အထက်လိုင်းတွေနော်ကိုကိုကူညီပေးတဲ့နော်ဒါနေသာအလောက်ကနေလွမြောက်နေတဲ့ခေါင်းဆောင်တွေမရှိဘူးလားရှင်ရှိပါတယ်အဲ့ဒီသူတွေမှာကိုကအားတဲ့အချိန်လေးတွေမှာတိုင်မြင်သွားတယ်ဆွေးနွေးသွားတယ်အကူညီတောင်းတယ်အဲ့ဒီလိုမျိုးလှုပ်ရှားတဲ့သူတွေရှိလားရှင်ရှိပါတယ်အဲ့ဒီလိုမျိုးဆောင်ရင်းနေပဲကျွန်မကိုပထမအဆုံးဘရောင်းဆိုတဲ့ယာတူကိုရရှိပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ရှင်ဘရောင်းယာတူရပြီးသွားခဲ့တဲ့အခါမှာဆိုလို့ရှင် ရက်တန့်ကျင်လာနောက်တစ်စီုံသွားကျင်လာရှင်နောက်တစ်စီုံသွားကျင်တယ်ကျမကိုယ်တိုင်ဆိုလို့ရှင်လဲအဲ့လိုနောက်တစ်စီုံသွားကျင်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီ brown ရာဒူကနေနေစာအလုံးနဲ့ထွက်တယ်ဘာလို့နေစာအလုံးကထွက်လဲဆိုတီးကြတာက31ရက်လုံးကိုပင်ပန်းခံပြီးတော့အလုံးလောက်တာတသောင်းဒီစီးပွားရေးမှာရတဲ့အချိန်လေးကနေစူးစားခဲ့တာတသောင်းလဲနိုင်လားရှင်လဲနိုင်လားရှင်လဲနိုင်နေဘာလို့လဲเนาะကျမလဲခဲ့တယ် တကယ်လဲခဲ့တာနေစာဘဝနော်ဘာလို့31ရက်တောင်မှနေမကောင်းလဲအလုံးလုံးရတယ်နေကောင်းလဲအလုံးလုံးရတယ်ဒီအချိန်ဒီအချိန်အလုံးမဝင်သေးဘူးလားအပြောခံရတဲ့နေရနဲ့ကိုယ်တိုင်အချိန်ပြန်ပိုင်ပြီးတော့ကိုယ်ချိန်ကိုစီမံပြီးတော့တင်ပြလမ်းပြပေးတဲ့ဤစနစ်တွေနဲ့ပူးပေါင်းပြီးတော့စ조사ရတာလေမလဲနိုင်ဘူးလားရှင်လဲနိုင်တယ်ဒါကြောင့်နေစာအလုံးနဲ့ထွက်ခဲ့တယ်ဒီလိုမျိုးနောက်တစ်ဆင့်စေပါကိုရဖို့အတွက်ဆိုလို့ရှင်ကီလေးပြပြပေးမယ်ယူမလားရှင် ဗြောင်းနေနောက်တစ်စင်းသွားကျင်တဲ့သူတွေပါလာရှင်းပါတယ်ကျွန်မကိုယ်တိုင်ဆိုလို့ရှင်လဲစေဘာကိုအရန်သွားကျင်တယ်ဘာကြောင့်လဲဆိုတော့ဗြောင်းရတူယူဖို့အတွက်တော့ဆိုလို့ရှင်ကိုကြောက်တဲ့အရာတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်စေဘာမှာဆိုနောက်တစ်စင်းဖြစ်တဲ့အတွက်ပို့ပြီးတော့မှကြော်ဖြတ်ရတယ်ရှင်လူရောစိတ်ရောအတွေ့ရောနေသားအလောက်ကထွက်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့အချိန်တွေကိုစီမံမှုပိုင်းတွေရောအများကြီးကြော်ဖြတ်ရတယ် နော်စေဘာရဖို့အတွက်ဆိုလို့ရှင်အဓိက၅တမနှစ်အဆန်လေးသင်တန်းနီးစနစ်ချက်ရဝင်နေအကုန်လုံးတက်ကြတယ်ဟုတ်လားရှင်အဲ့ဒီတဲမှာပါတယ်၅တမနှစ်နဲ့၅တမသုံးအများကြီးတဲမှာကိုအားဆိုင်ပြီးတော့လှုပ်တဲ့အချက်ကစေဘာရဖို့အတွက်၅တမနှစ်နဲ့၅တမသုံးပဲအမြဲတမ်းစစ်တဲ့ restlessness တဲ့အအသေးအဖွဲကိုကယူဆိုင်တဲ့ငါတမသုံးပြန်လဲဆက်သွဲတယ်။တေကြပေါ့ brown နေကိုရဲ့အသင်းအဖွဲနောက်တစ်ဆင့်သွားနိုင်ဖို့အတွက် စစ်စေးဂယူဆိုင်တဲ့သူတွေဤစနစ်တင်တဲ့အချိန်တန်ဖိုးထားတဲ့သူတွေပါလာရှင်တကယ်လို့အဲ့ဒီအချက်ကိုပိုအားဆိုင်ပြီးတော့အလုံးလုံးတဲ့ဆိုတေချာပေါ့ကျွန်မလိုမျိုးဘရောင်ကနေပြီးတော့စေးပါကိုနောက်တဆင့်ကိုသွားနိုင်မှာဖြစ်ပါတယ်ရှင်ဒါဟာအဓိကကီးပဲဖြစ်ပါတယ်ရှင်ကျွန်မလှုပ်ခဲတဲ့အချက်ပဲဖြစ်တယ်ရှင်နောက်တဆင့်ကိုရောက်ဖို့အတွက်ဆိုလို့ရှင်လေအများကြီးသင်တန်းဤစနစ်တွေတက်ရောက်သင်ယူရပါတယ်ရှင်ဘာလို့လဲကိုကစေးပါကနေကို3000ပဲရဖို့အတွက်ဆိုကိုမ အလုံးလုံးရတဲ့အသိဖွဲဝင်ဝင်ရာဒူးပြန်ရအောင်ကုညီလန်ပြပေးနိုင်တဲ့စကေးတွေအယေရှင်းနေမလို့ဘူးလားရှင်လိုပါတယ်ဒါကြောင့်တင်တဲ့နီးစနစ်တွေကိုတက်ရောက်ခဲ့တယ်ရှင်ဒါဆိုလို့ရှိရင် reset မှာပျော်ပြပေးနိုင်ဖို့အတွက်အရှိခံကြတဲ့အချက်တွေကိုလေ့ကျင့်သင်ကြားပေးတဲ့သင်တန်းတွေဖြစ်တယ်ဟုတ်လားရှင်တက်ဘူးတဲ့သူတွေပါလားရှင်ပြန်ပြီးတော့အသုံးပြကြတဲ့သူတွေရောရှိလားရှင်ဒီတရားနေ့ဆိုလို့ရှင်လည်းပြန်ပြီးတော့အသုံးပြုလို့ရတဲ့ပညာရက်တွေအများကြီးပဲပါတယ်။ကိုယ်တိုင်လည်းအဲ့ဒီသင်တန်းတွေကိုအပြင်မှာလက်တွေ့ တင်ယူတယ်။တင်တန်းတွေကိုတင်တယ်။နေစာအလုံးကလည်းထွက်လာတယ်။စေပါရာတူတော့ရပြီးသွားပြီ။ဒါပေမဲ့နောက်တစ်ဆင့်ကိုသွားကျင်တယ်။တခါတလေကျရင်တင်တန်းနေ့စနစ်တွေကိုတက်ပေမဲ့အာကိုကဘာလုံးနေသလဲ။ဘာပြန်လုံးရမလဲ။ကိုကိုကိုတခါတလေကိုအကြောင်းကိုမေးတဲ့သူတွေရှိလာရှင်။ရှိပါတယ်ကျွန်မကိုယ်တိုင်ဆိုလို့ရှိရင်လေတင်တန်းသွားတယ်ယုံသွားတယ်အိမ်ပြန်တယ်အဖွဲစီရှိတ်ဆက်ပြီးတော့အလုံးလုံးတယ်ဒါပေမဲ့ကို့အကြောင်းကို နော်ဒါအများကြီးနော်တတိမရနေခဲ့ဘူးမိ쇠တို့အဲ့ဒီလိုမျိုးဖြစ်လာခဲ့ပြီဆိုလုံးဝစိတ်ပူကြမလို့ဘာကြောင့်လဲနော်ဒါအခုလေးလပိုင်းမှာဆိုလို့ရှိရင်ဒီရဲ့ဝိုင်းတင်တန်းမိမိဘလောက်တိတန်တယ်လဲနေသားလုံးမှာတော့ကတော့ဆက်ဆက်သမောရဲ့အချက်ကိုတီးပြီးကိုကဘလောက်တန်တယ်လဲဘလောက်တိစူးစမ်းလို့ရလဲနိုင်ရှင်ပြီးတော့ကိုကိုတိုင်းဒီစီးပွားရေးမှာအောင်မြင်နိုင်တယ်ဆိုတော့ စိတ်နဲ့ရင်ကုန်စိတ်လှုပ်ရှားစွာထလာခဲ့တယ်။နင်းနေအရှိန်ကြသွားတဲ့အခါကိုကိုရဖို့ဖိုက်နေတဲ့အခါအခက်အခဲပြဿနာတွေကိုကိုစိန်ခေါ်တဲ့အခါမှာဆိုလို့ရှိရင် ကိုကိုတိုင်းကရှေ့တိုးမှလို့လို့နောက်ဆုံးမှလို့လို့ကြောက်တယ်လို့လို့မကြောက်တယ်လို့လို့မဖြစ်ဘူးလားရှင်။အဲ့ဒီလိုမျိုးတွေဖြစ်တယ်ဆိုရင်တေချာပေါ့ကိုရဲ့ဝိုင်းနော်ကိုကဘလောက်ထိတန်တယ်လဲ။ ပြီးကိုဘာကြောင့်ရှင်တန်ရတာလဲဆိုရဲတန်ဖို့အတိတ်ပဲတွေကိုရှာဖွေလို့ရတယ်လေးလပိုင်းကျရင်အဒီရဲ့အခွင့်အလမ်းကိုအပြေဝရနိုင်တယ်သင်တန်းနီးစနစ်ရောက်လာပြီပဲဖြစ်တယ်ရှင်ကိုရဲ့ဘဝရဲ့တန်ဖို့အတိတ်ပဲကိုရှာဖွေပုံဖော်လို့ရတဲ့အပြင်ကိုရဲ့အသင်းဖွဲ့မှာရှိတဲ့ကိုနဲ့အတူစူးစားတဲ့လူတွေတခြားသူတွေရဲ့ဘဝတန်ဖို့အတိတ်ပဲတွေကိုပါပုံမဖော်ပေးချင်ဘူးလားရှင် ပေါ်ပေါ်ပေးခြင်းနဲ့ဒါကြောင့်ဒီရဲ့တင်နန်းကိုကျမကိုယ်တိုင်လည်းတက်ရောက်တင်ယူခဲ့တယ်။နော်ကိုယ့်ရဲ့ခေါင်းဆောင်တွေနဲ့အတူတူနော်ဒါတက်ရောက်ပြီးတော့မှတင်ယူခဲ့တာဖြစ်တယ်ရှင်။အဲ့ဒီအခါမှာဆိုလို့ရှိရင်လည်းနော်ဒါကျမဆိုလို့ရှိရင်ကျမရဲ့ဒါအထက်လိုင်းနီးပြခေါင်းဆောင်တွေနဲ့အတူတူဒီရဲ့တင်တဲ့နီးစနစ်တွေမှာတက်ပြီးတော့မှဝင်ရောက်တင်ယူခဲ့တာဖြစ်တယ်ရှင်။ ကိုကိုတိုင်ကကိုရဲ့ဘဝအကြောင်းအရာတွေကိုပို့ပြီးတော့သိကျင်လာတယ်။ကိုကိုတိုင်ကကိုရဲ့ဘဝတန်ဖိုးအတိတ်တွေကိုပို့ပြီးတော့မှသဘောပေါက်နားလည်ကျင်လာတယ်။တခြားသူတွေရဲ့ဘဝကရောဘလောက်တည်အောင်တန်တယ်လဲဆိုတာကိုသိကျင်လာတာဖြစ်တဲ့ရှင်။ဒါကြောင့်မို့လို့ကိုရဲ့အသင်းအဖွဲ့စီမှာရှိတဲ့ခေါင်းဆောင်နေ့တွေကိုကိုတင်နန်းနဲ့ကိုမခေါ်ဘူးလားရှင်။ခေါ်ပါတယ်။ကျမကိုတိုင်လည်းကျမတို့ရဲ့ခေါင်းဆောင်နီးပြတွေနဲ့အတူတူအဲ့ဒီလိုမျိုးဝိုင်းဆိုတဲ့တင်နန်းမှာကိုရဲ့ဘဝတန်ဖိုးအတိတ်တွေကို သွားရောက်ပြီးတော့ရှာဖွေတွေးရှိခဲ့တာဖြစ်တယ်ရှင်။အဲ့လိုမျိုးရှာဖွေတွေးရှိသွားပြီးတဲ့အခါမှာဆိုလို့ရှိရင်တေချာပေါ့နော်ဒါအခက်အခဲပြဿနာတွေကို တကယ်အလုံးလုံးပြီဆိုရင်ကြုံလာရှင်။ကြုံပါတယ်တေချာပေါ့နော်ဒါပြီးခဲ့တဲ့ရက်ပိုင်းဆိုလို့ရှိရင်လည်းနော်ဒါစီးပွားရေးလုပ်တယ် post တွေတင်တယ် video ဖိုင်တွေတင်တယ်လာပြီးတော့မှတိုက်ခိုက်တဲ့သူတွေမကြုံဘူးလားရှင်ကြုံပါတယ်နော်ဒါကြောက်လာရှင် ကျမဆိုမကြောက်ဘူးဘာလို့မကြောက်တာလဲတကယ်တမ်းကူညီမယ်တကယ်တမ်းလိုအပ်လို့ဖြည့်ဆည်းပေးရမယ်ဆိုရှိတဲ့သူနဲ့မရှိတဲ့သူဘယ်သူကူညီပေးလို့ရလဲရှင်ဟုတ်တယ်ရှိတဲ့သူပဲကူညီပေးလို့ရတယ်ဒါကြောင့်နောက်တစ်ခုအနေနဲ့လူတိုင်းမှာအဒီဖေးဖို့ဆိုရှယ်မီဒီယာပေါ်မှာတက်ပြီးတော့ကြေကွဲပြမှာပောက်ကွဲပြမှာမကောင်းတဲ့အရာတွေကို လိုက်ပြီးသူတို့နဲ့တန်းတူပေါ်ပြပေးမှာ ကိုကရောအဲ့ဒီထဲကလူတယောက်ပြင်းနေတယ်ဆိုပြီးတော့မှကိုကုတ်ကိုအချိန်နေချိန်ကပေါ်မှာမူတည်ပြီးတော့လိုက်ပြီးတော့စိတ်ရောလူရောခံစားချက်တွေရောမျောတဲ့သူတွေပါလာရှင်မမျောပါနဲ့အဲ့ဒီနေရာကမြ мян ကိုကိုကိုဆွဲထုတ်လာခဲ့ပါကျမဆိုသေချာပေါ့လုံးဝမမျောနေဘူးဘာလို့မမျောတာလဲတကယ်လို့ကိုကမျောနေတယ်ကိုအားရင်မရှိဘူးဆိုအဲ့ဒီခက်ခဲပါတယ်ဆိုတဲ့သူတွေအစင်မပြေပါဘူးဆိုတဲ့သူတွေကိုဘလို့သွားကူညီမလဲရှင် လူတယောက်ကကိုဗေနာကလူတယောက်လဲသွားလို့ကုညီပေးခြင်းနဲ့ကိုမတန်ရီလူကိုထူပေးနိုင်တဲ့အာရုံမရှိဘဲနဲ့သွားထူလို့ရလားအဲ့ဒီလိုမျိုးပဲရှင်နော်ဖေဖေအွန်လိုင်းဆိုရှယ်မီဒီယာမှာကိုရဲ့ post တွေဘာတွေလက်တလုံးမှာတင်လိုက်တဲ့အခါမှာဆိုပြန်တိုက်ခိုက်တဲ့သူတွေအများကြီးရှိတယ်ကျွန်မဆိုလုံးဝမကြောက်ဘူးဘာလို့လဲနော်ကိုမလည်းအခက်အခဲပြဿနာရှိတယ်ကိုတင်လိုက်လို့ကိုထပ်ပြီးတော့သူတို့မျောတယ်လို့မျိုးလိုက်မျောလိုက် ူတို့တော့နိုင်ပိုင်းအတွင်းနဲ့ကိုယ့်ရဲ့ post တွေခံစားရတဲ့အကြောင်းအရာတွေကိုလိုက်ကြည့်ပြီးယူခသွားမှာဘာလို့ကြောင့်လဲလူတိုင်းဟာအစင်မပြေမှုခက်ခဲပြဿနာတွေအကြောင်းအကြောင်းတွေမရှိဘူးလားရှင်ရှိတယ်เนาะဒါပေမဲ့ကိုယ့်ရဲ့အခက်ခဲ social media ပေါ်မှာအများကြီးသူများမျောတဲ့အတိုင်းလိုက်ပြီးတော့မှမမျောခဲ့ဘူးအဲ့ဒီအချိန်တုန်းကလည်းเนาะဒါကိုစူးစမ်းနေတဲ့အခိုက်အတန့်မှာဆိုတိုက်ခိုက်လာတဲ့တခြားသူတွေဆိုအများကြီးရှိတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့เนาะအဲ့ဒီအခက်အခဲတွေကိုမကြောက်ဖဲနဲ့ ထက်မှန်ပြီးတော့စူးစမ်းကြော်ဖြတ်တယ်ကိုယ့်ရဲ့စိတ်ကအခက်အခဲပြဿနာကိုကြည်တာမဟုတ်ဘဲနဲ့မှာအောင်မြင်မှုပန်းနိုင်ကိုကြည်တာဒါကြောင့်မို့လို့နောက်တစ်ဆင့်ကိုသွားနိုင်ခဲ့တာဖြစ်တယ်ရှင်တေချာတဲ့မိษွေတို့လည်းအခက်အခဲပြဿနာကိုကြည်မလားကိုကြောက်တဲ့အကြောက်တရားတွေကိုကြည်မလားအခက်အခဲပြဿနာကိုကြည်မလားကိုကြောက်တဲ့အကြောက်တရားတွေကိုကြည်မလား ဘာမှမကြည့်ဘူးဟုတ်တယ်နော်အာဝရိယနော်စိတ်နော်ဒါအားဝေးစကားပြောနေတဲ့လီဒါကြီးရှိမှရှိသေးလားလို့မိတ်ဆွေတို့သိချနားထောင်နေသေးလားလို့မေကုန်းနှစ်ခုစံတရအယံတော်ပါတယ်နော်ဒါတတိရှိနေကြတယ်ဗော။ Okay မိတ်ဆွေတို့ရဲ့အနေနဲ့ကျွန်မကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးပဲဗောနော်ဒါ ျမကိုထိုင်ဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးအခက်ခဲတွေပြဿနာတွေကိုကြော်ပြတ်နေရင်နဲ့ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အချိန်မှာလှုပ်ရမယ့်အရာတွေကိုကယူတဆိုင်လှုပ်ဆောင်သွားရင်လည်းဒါကိုရာတူရတဲ့အခါမှာဆိုလို့ရှိရင်စင်မော်တက်ပြီးတော့ဒီလိုမျိုးအဖွဲအစည်းနဲ့ inspiration ဆိုတဲ့စုတက်ယူတဲ့အခါမှာဆိုအရင်ရင်ခုန်စိတ်လှုပ်ရှားရတယ်ရှင် အဲ့ဒီလိုမျိုးရင်ခုန်စိတ်လှုပ်ရှားတယ်အသင်းအဖွဲ့နဲ့နော်ဒီစင်ပေါ်မှာဆိုလို့ရှိရင်လည်းဒါရုံးမှာနေတိုင်းအမြဲတမ်းသွားလာပြီးတော့အတူတူအပြင်မှာအများကြီးရင်းနေပြီးတည်တဲ့သူတွေသူတို့တွေပါလို့လဲကျွန်မအဲ့ဒီလိုမျိုးစင်ပေါ်သွားရဲတာဒါပေမဲ့အဲ့ဒီလူတွေပါတယ်ဆိုပေမဲ့လည်းကျွန်မဆိုတုံနေရောပဲရှိတဲ့အရာကောင်းတော့တာ နော်အဒီကမှဆိုလို့ရှင်အရန်ကြောက်တယ်ဝင်တွေးတယ်ကျမစင်မော်ရောက်သွားတဲ့ခါမှဆိုဟေးငါဒီလောက်ကိုနဲ့ရင်နှီးတဲ့သူတွေအများကြီးပါတော့မှဒီလိုမျိုးနော်ကိုရဲ့ရှေ့ရတဲ့စီးပွားရေးမိတ်ဆွေညီကောင်မနှမတွေပါတာတော့မှငါဒီလောက်ကြောက်နေတယ်တကယ်လို့များကိုနဲ့နော်ဒါဒီလိုမျိုးအဖွဲအစည်းကြီးနဲ့ဝေးကွာတဲ့နေရာမှာတယောက်တည်းရှိတယ်ဆိုရင်တေးကြပေါ့ငါကြံနေခဲ့မလားတွေးဘူးတဲ့သူတွေပါလားရှင်ကျမဆိုလို့ရှင်ကိုကိုတိုင်သူများရှေ့ရအမြင်ကြီးသွားနိုင်နေတဲ့ ူတယောက်မဟုတ်တဲ့ခါမှဆိုဇမားကြံခဲမှအရန်ကြောက်တဲ့ရှင်အဲ့ဒီခါမှဆိုလို့ရှင်စ조사တယ်အာကိုကနေပြီးတော့နော်ကိုကနေပြီးတော့နောက်တစ်ဆင့်ကိုသွားနိုင်ဖို့ဆိုတာက online တွေ restart တွေနော်စ조사တာလောင်နေတော့မရဘူးဘာလို့လဲ platinum ဆိုတာကိုရဲ့နှစဟုတ်လားရှင် platinum နဲ့တရေပါလားရှင် ကိုလိုချင်တဲ့အရာတွေကမတူတဲ့ရလတ်တွေဖြစ်နေတယ်ဆိုလို့ရှင်သေချာပေါ့မတူတဲ့လှုပ်ဆောင်ချက်တွေကိုလုံရတော့မယ်ရှင်အပြင်းမဆိုလို့ရှင်နော်လူအရန်ကြောက်တဲ့သူတယောက်ဒါပေမဲ့ကိုရဲ့ရည်မှန်ချက်ကပလက်တီနဲ့ပြည့်စုံတဲ့အခါမှာဆိုလို့ရှင်ကြောက်လို့မရတော့ဘူးရှင်မိုင်နော်ကလည်းအရန်မူတယ်သွားတယ်ဟုံးမီတင်နေသွားစင်းတယ်နော်တောင်တန်းဒေသမှာရှိတဲ့နော်တိုင်ရင်သားတွေသူတို့ကစီးပွားရေးစူးစမ်းကျင်တဲ့သူတွေလည်းရှိသလို ကျမ်းမာရေးပြဿနာနဲ့เนาะဒါခံစားနေရတဲ့သူတွေလည်းအများကြီးရှိတယ်ရှင်။ဒါကြောင့်အပြင် offline မှာလည်းလက်တွေ့သွားပြီးတော့မှအလုံးလုံးခဲ့တာဖြစ်တယ်ရှင်။ဒါကြောင့်အဲ့ဒီလိုမျိုးအလုံးလုံးခဲ့တဲ့အတွက်เนาะမိစွေတို့ကိုယ်တိုင်ဆိုလို့ရှင်တော့အခုဒီကနေပြီးတော့နောက်တစ်ဆင့်ဝင်သွားကျင်နေသူတွေရှိလားရှင်။လက်ရှိနေရာမှာမရက်တန့်ကြည့်မှုအရန်စူးစမ်းခြင်းနဲ့နောက်တစ်ဆင့်ကိုမြင်မြန်ဆန်ဆန်ရောက်ရှင်နေဆိုတဲ့သူတွေရှိလားရှင်။ ရှိပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးနောက်တဆင့်ကိုရောက်ရှင်တဲ့အခါမှာဆိုလို့ရှင်ဒီလိုမျိုး offline အပြင်မှာလက်တွေသွားရောက်ကူညီမှုတွေရှိတယ်အပြင်လက်တွေဖြစ်တဲ့အခါမှာဆိုလို့ရှင်မကြောက်ဘူးလားအဲကြောက်တယ် online မှာအလုံးလုံးတော့အောင်မှာเนาะဒါတင်နန်းဆောင်ဝင်တဲ့အချိန်မှာတော့ဆိုလို့ရှင်ကျမရဲ့နာမည်ကို online ထဲမှာရှိတဲ့အစီအစဉ်တင်ဆက်တဲ့အမတွေဆိုအေးညီမလေးအေးသလိုက်ရေခေါ်လိုက်တင်နေအောင်ပြေခဲ့တာရှင်အဲ့ဒီလောက်ထိကြောက်တယ်ရှင်ကိုယ်သူများမမြင်တဲ့နေရာမှာတော့အရန်ကြောက်တယ်ဒါပေမဲ့အပြင် offline ဆိုပို့ပြီးတော့မကြောက်ဘူးလားရှင် ကြပါတယ်ဒါပေမဲ့ကိုကနော်မတူတဲ့ရလက်တွေရကျင်တဲ့အခါမှာဆိုလို့ရှိရင်နော်ဒါမတူတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ရှင်မိစွေတို့ဒီအနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိကိုမတူတဲ့ရလက်တွေကိုရကျင်လို့မတူတဲ့လှုပ်ဆောင်ချက်တွေလုပ်နေပြီလားရှင်တေချာပါဝင်နော်ဟုတ်ကဲ့ပါဒါကြောင့်လှုပ်ဆောင်ဖို့လိုပါတယ်လက်တလုံးမှဆိုလို့ရှိရင်အခက်အခဲတွေများကြီးပဲဒါပေမဲ့ကိုတွေကိုတိုင်ကတခြားသောသူတွေနဲ့တူနေလို့ရလား မရဘူးတခြားသောသူတွေနဲ့လုံးဝတူနေလို့မရဘူးရှင်။ဘာကြောင့်လဲ။ကိုကကူညီမဲ့သူဖြစ်တဲ့အတွက်တန်မာနေဖို့လိုတယ်လေ။ဟုတ်လားရှင်။ဟုတ်ပါတယ်။နော်ဒါကြောင့်ကူညီပေးရင်လည်းနောက်ထက် နောက်ထက်နောက်ထက်နော်ဒါအသင်းဖွဲ့စီမှာကိုတယောက်ကရီမန်းချက်ကြီးသွားတဲ့အခါမှာဆိုလို့ရှင်ဒါအစ်စက်ကလေးကနေပြီးတော့ပအိုးနီတိုင်ရင်သားလေးဖြစ်တဲ့ brown saber ကိုနှစ်ဆင့်ရနိုင်ခဲ့တယ်ရှင်။ဒါဆိုလို့ရှင်လေမြန်မာပြည်သူများတွေဆိုရင် အင်တာနက်တွေအဆင်မပြေဘူးဟုတ်လားရှင်ပစ္စည်းတွေဝယ်တဲ့အပိုင်းမှာဆိုလို့ရှိရင်ပစ္စည်းတွေဝယ်တဲ့အပိုင်းမှာဆိုလို့ရှိရင်အဆင်မပြေဘူးပြောလားရှင်ပြောတယ်နော်ဒါဆိုလို့ရှိရင်လေဒါအစ်ဇက်ကရစ်ကနေပြီးတော့ brown saver နှစင်းတတ်နိုင်ခဲ့တယ်ရှင်ကိုရဲ့ရီမန်းကျကြီးတဲ့အခါမှာဆိုလို့ရှိရင်တခြားသောသူတွေကို ပြန်ပြီးတော့မှကူညီပေးနိုင်နေရှင်။နောက်ထပ်ဆိုလို့ရှိရင်လည်းเนาะဒါစေပါရာသူတွေဖြစ်တယ်။ဒါကျမရဲ့အသင်းအဖွဲ့အစည်းမှာရှိတဲ့သူတွေ ကိုကိုကိုပေါ့နော်ဒါတခုအရင်နေ့မှပီတိဖြစ်တာတခုကတကယ်လို့ကျမသာနော်မြန်မာပြည်မှာပဲကျမတို့ဘက်ကစိုက်ပျိုးရေးလုပ်တယ်။ဂျန်နေပဲခုံနေမယ်။နော်ပြောင်းနေပဲရှိုးနေမယ်။အဲ့ဒီအလုပ်ပဲလုပ်တယ်ဆိုကိုရဲ့ညီကောင်မနာမှာတငယ်ချင်းတွေကအေးပတ်စံလိုချင်တယ်အလုပ်ရချင်တယ်ဒါဆိုကိုလုပ်တဲ့နေပူထဲမှာနော်ပေါင်ပေါက်တဲ့အလုပ်တွေဂျန်ခုံပြောင်းရှိုးတဲ့အလုပ်တွေပဲဖြာပေးနိုင်မှာဟုတ်လားရှင်။ ဒါပေမဲ့ကိုကိုတိုင်စီးပွားရေးသမားတယောက်ဖြစ်နေတဲ့အခါသူတို့ကိုလည်းနိုင်ငံတကာနဲ့ရှင်နေအဲ့ဒီလိုမျိုးစီးပွားရေးအခွင့်အလမ်းတွေကိုပြန်လည်ပြီးတော့ကူညီလမ်းပြပေးနိုင်တာဖြစ်တယ်ဟုတ်လားရှင်။ဒါကြောင့်ဆက်ဆက်သမို့ရွေးချယ်ခဲ့တာဖြစ်တယ်ရှင်။နောက်တက်ဆိုလို့ရှိရင်လည်းနော်ဒါပထမဆုံးဒါ तू ကပရောင်းရသူနော်အဲ့ဒီလာတဲ့မှာပဲကိုရီမန်းကျက်ရှိတဲ့အရန်တွေမှာကိုကိုတိုင်ရင်ကုန်စိတ်လှုပ်ရှားပြီးတော့ ကိုမအတွေးလေးမတူတော့ဘူးအခက်အခဲပြဿနာတွေကိုလည်းအများကြီးရင်ဆိုင်ထားပြီးအပြင် offline မှာလည်းလက်တွေအလုံးလုံးနေနေ online အဖွဲ့အစည်းတွေရောเนาะဒါဆိုလို့ရှိရင်လည်း तू က brown ရာထူးကနေပြီးတော့ saver ကိုနှစ်စင်းတတ်နိုင်ခဲ့တာဖြစ်တယ်ရှင်နောက်တဲ့เนาะဒါကိုရဲ့အသင်းအဖွဲ့နဲ့အတူတူပေါ့เนาะကိုတယောက်တည်းရရှိတာမျိုးမဟုတ်ဘဲနဲ့မှာအဖွဲ့အစည်းမှာရှိတဲ့သူတွေကိုလည်းဝင်ငွေတွေရာထူးတွေရအောင်ကူညီလမ်းပြပေးနိုင်တာဖြစ်တယ်ရှင် ်ဒါကတော့ငါတောင်ပတ်နဲ့ပလက်တီနမ်ရာထူးကို ရရှိပိုင်ဆိုင်သွားတာဖြစ်တယ်ရှင်ကိုကိုတိုင်းရင်းခုန်နေစိတ်လုံးချတယ်ကိုမှရီမန်းချက်တွေကြီးကြီးမားမားရှိတယ်ဆိုရင်တေချာပေါ့နော်ဒါဆိုလို့ရှိရင်အိမ်ပေါ်ပေါ်ကအချိန်ဆိုစားချိန်နားချိန်ဘာဆိုဘာမှမသိဘူးရှင်ဒါပေမဲ့အခုကိုပိုင်စီးပွားရေးဘဝဆိုလို့ရှိရင်ဘယ်ကိုသွားမလဲပဲနေအောင်ခยีထွက်မလဲဒီမှာဆိုလို့ရှိရင်ဒါခေါင်ရိုင်မှာရောက်နေတာပေါ့နော်ကင်းချင်နေအရင်နေပြီးတော့တားနဲ့မှအေးတယ် ။ဘန်ကောက်ထဲကောက်ပြန်လာခြင်းနဲ့ဆိုပေမဲ့ကိုလာလို့မရဘူး။ဘာလို့လဲ။အဲ့ဒီမှာအလုံးလုံးနေရတာဖြစ်လို့အရှိန်ဆိုလဲအယံဆင်းရဲတယ်။အခုမိတ်ဆွေတို့တွေရဲ့လက်ထဲမှာလဲအဲ့ဒီလောက်ထိကောင်းတဲ့အခွင့်အရေးကိုကိုပြောင်းလဲပေးနိုင်တဲ့အရာကိုရရှိထားပြီးဟုတ်လားရှင်။ဟုတ်ပါတယ်။ကိုရဲ့ရည်မှန်ချက်ကြီးပြီးကိုကိုတိုင်းကရင်ကုန်စိတ်လှုပ်ရှားပြီးကိုကိုတိုင်းကစနစ်တကျတင်ယူပြီးတော့စ조사လောက်ကင်နေဆိုတေကြပေါင်းမိတ်ဆွေတို့ရဲ့ဘဝကိုလည်းပြောင်းလဲနိုင်တာပဲဖြစ်တယ်ရှင် ဆက်ဆက်သမောမှာဆိုလို့ရှင်လူတိုင်းအောင်မြင်နိုင်နေရှင်ဘာလို့လဲကုမ္ပဏီပိုင်ရှင်တွေဟာနိုင်ငံလူမျိုးတွေခွဲထားလားရှင်စူးစမ်းတဲ့သူတိုင်းအတွက်အခွင့်အရေးတွေအပြည့်အဝမပေးထားဘူးလားရှင်တကယ်ကိုမှကုညီခြင်းနဲ့စိတ်ရင်းအပြည့်နဲ့စီးပွားရေးနိစနစ်စစ်စစ်တံကိုတည်ထောင်ထားတာဟုတ်လားရှင် ဟုတ်ပါတယ်ဓမ္မကိုယ်တိုင်ဆိုလို့ရှိရင်လည်းเนาะဒီရဲ့စီးပွားရေးအဲ့ဒီအကြောင်းညာအဆက်လက်တွေကိုပဲသဘောကျစိုက်နှစ်သက်ပြီးတော့ဝင်ရောက်စ조사ခဲ့တာမိษွေတို့လည်းကျွန်တော်လိုမျိုးအရန်ကြောက်ပြီးတော့နော်တင်ရတဲ့အခါမှာဆိုမမဲမီမမဲမီမမဲမီလွယ်တဲ့သူတယောက်တောင်မှဒီလိုမျိုးငါတောင်ပတ်နဲ့ပလက်တီနဲ့ယာဒူးရရှိပိုင်ဆိုင်နိုင်တယ်အသင်းဖွဲ့စည်းမှရှိတဲ့သူတွေကိုလည်းဝင်ငွေတွေယာဒူးတွေရအောင် upline ထပ်လိုင်းတွေနဲ့တိုင်ပင်ဆွေးနွေးပြီးကူညီလမ်းပြပေးနိုင်တယ်ဆိုရင် ဒီတင်နန်းလေးမှာရှိတဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးလည်းလုံနိုင်ပါတယ်လို့ပြောကြင်ပါတယ်ရှင်ဆက်ဆက်သမောမကလူတိုင်းအောင်မြင်နိုင်ပါတယ်ဒါကြောင့်တကယ်ကိုစ조사တဲ့လူတိုင်းအတွက်အမြန်ဆုံးစတင်ရင်အမြန်ဆုံးသွားနိုင်တာဖြစ်တယ်ရှင်ဒါကြောင့်ဒီနေ့မှာเนาะဒါပွဲအစီအစဉ်ကိုဒါစီစဉ်တင်ဆက်ထားပေးခဲ့တဲ့အရင်နေ့မှတော်တဲ့ MC လီဒါကြီးကိုပြန်လဲဖိတ်ခေါ်ပြီးတော့မိုင်းအပ်ပါတယ်ရှင် It's mine.